ကဲမြမကြီးငါပါဆယ်သွားဖို့ပြီနော်ဒီပါဆယ်တွေအကုန်လုံးကရောင်းတော့ပါရမယ်မဟုတ်လားဟုတ်တယ်ဟတေချာလဲတော့အေးပါဒလုံးနဲ့ပို့သူလဲပါဆယ်ဖို့ဖို့ဆန်ရှင်းရနေထွက်သွားခဲ့တော့တယ်လူရီတန်းစီနေရဲ့အဲမှာတော့ကောက်ကျစ်ဖို့စဉ်းစားနေတဲ့သူတယောက်ရှိနေခဲ့တာပါအင်းဒီကလေးတွေတည့်ရရောင်းရငွေကမနှဲဘူးじゃမတေချာစုံနှဲပြီးတော့ငါသွားခိုးရမယ် တမနက်မှာတော့မိဝိုင်းမကရွာဦးเจ้าကိုစွန့်လိုက်ဖို့ဖို့အတွက်မိဘကန်းနေမှာအလုံးရှုံနေပြီ။음ခေါက်ဆွဲဘက်တီထည့်ပြီးပြီဆိုတော့ငါးရှည်တောင်းလေးအရေးကြသွားရင်ရပြီ။အော်ငေုပ်သီးနဲ့ချင်းလေးလည်းထည့်ပြရအောင်မေ။ဒီလိုနဲ့မိဝိုင်းလေးလှုပ်ရှားရှည်ရလှုပ်ရင်းနဲ့ရှိနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲဒေါက်ခင်ဝိုင်းကမိဘကန်းနေကိုရောက်လာခဲ့တယ်။တမီးမိဝိုင်းစွန့်လိုက်ရမလား။ဟိုရအောင်မေမိရဲ့ခဏလေးပဲစောင့်။အေးမအေးမ မြန်လေးလေးလောက်အောင်နော် တော်ကြလေစွန်းချိုင်ဖို့ဖို့နောက်ကျနေလေးမှာဟုတ်ကဲ့ပါမိရဲ့ဒါနဲ့လေးမိတမီရွာလေးရအဖိုးမားရဲ့အိမ်မှာဒီငိုင်းရည်ခေါက်ဆွဲကိုတောက်ဖို့ပြီးရင်ကောင်းမလားလို့ပြီးတော့အင်းနီနာချင်းနဲ့လေပို့ပေးချင်နေရမိရဲ့ခုတော့တမီတငယ်ချင်းနေပဲအရင်ခေါ်ပြီးတော့စားလိုက်ပါအောင်တမီရဲ့နောက်အမေလက်ထဲငွေရှံမှာရွာလေးရအဖိုးမားတွေတော့ပါချက်ပြီးတော့ပို့ပေးတာပို့အမေကလည်းမရှိလို့မလူမလူလို့မရှိတဲ့ ရှင်းရဲ့ချင်ကိုစောင့်နေရင်ဘယ်ချိန်မှလူဝမှာတော့မေရဲ့ဒင်းလူကျင်တာနဲ့ပဲအမေကပါတရားတွေဟောနေပြီပေါ့လေမဟုတ်ပါဘူးမေရဲ့ဒီငိုင်းကြီးရဲ့ခေါက်ဆဲကိုသူများတွေကလည်းစားစီချင်လို့မှာခုတော့အနက်လီကမှွေးနေရပဲမဟုတ်လားကဲပါကဲပါပတ်စံအမေအိတ်ထရပဲလူတလောက်ယူလိုက်ခုတော့ဟင်းအိတ်ထဲဆရာရှိကမြ мян လေးထည့်ပြီးအမေရွာဦးကြောင်သွားတော့မှာရေးဒါမှတို့အမေကွာအဲ့ဒါနေမိပိုင်းလေတော်ခင်ပိုင်းအတွက် စိုးကြိုက်မြင်နေလိုက်သည်ခဏလောက်ကြာမှဖိုးထုတ်သုံးယောက်သာမိဝိုင်းနှွေကိုရောက်လာခဲ့မိဝိုင်းရေဗျို့မိဝိုင်းတို့ရောက်လာပြီဟဲ့အဲ့အဲ့နေမိဝိုင်းကအယောက်ကိုဆင်းလာခဲ့လာကြမလားနင်တို့ရောက်လာနေအတော်ပဲငါ့ကိုဂျုံကောက်ဆွဲထုတ်တွေတော့ရပေးပါလားဘာမှတော့ရမှာလဲမိဝိုင်းရအင်းဈေးတက်တီတော့မနေနေတော့မဖို့စုံလို့ဆိုင်မှာရှိတော့တယ် အဲ့ဒီစီပဲသွားဝယ်လိုက်ဟာခေါင်းဆေးကတို့ရီတော်မစားသေးဘူးကုံသွားပါလားကုံတော့မဟုတ်ဘူးဟာငါကနင်တို့အပြင်အင်းနီနာချင်းနဲ့အဖွားရီရှိတဲ့အိမ်ကောင်မပို့ပေးချင်လို့ဟာမလီမိဘိုင်းမလိုများနော်စေတနာဝင်တယ်ဆိုတဲ့နမည်နဲ့လိုက်အောင်ကိုလိုက်လုံနေရပေါ့လေမဲနင်းစိတ်နဲ့နှိုင်းမနေနဲ့ဖို့တူငင်းတယောက်တည်းပဲသွားဝယ်မှာလားအေးဟာငါပဲသွားဝယ်လိုက်မယ်အဲ့လိုပြောပြီးဖို့တူလေးထွက်သွားခဲ့တော်ရီကဲ ဒါဆိုငါတို့ရော စားလို့ရမလားစားစီမျိုးစားစီဖိုတူလည်းမဖို့ဆောင်တို့ကုံစုံဆိုင်ကိုရောက်လာခဲ့တယ်မိုင်းဖို့ဆောင်ရေမိုင်းဖို့ဆောင်ဟေးကြုတ်ဒီမှာတော့အဲ့လိုပြောပြီးမဖို့ဆောင်ကနောက်ဘက်ကနေရောက်လာခဲ့တယ်အော်မိုင်းရလည်းလန့်ရတာဗျာဘယ်လိုသွားနေရတော့ဗျာထုံးဆိုင်အတိုင်းဟိမ့်ချက်နေရမို့တော့ဒါနဲ့ခုဟာဘာဝင်မလို့တော့အော်ဟုတ် ဟိုကျွန်တော်လည်းမေ့တော့မလို့ဟိုဂျုံကောက်ဆွဲတို့ရှိလိုင်းရှိပါတော့ခောက်ဆွဲလို့စားမလို့လားဟုတ်တယ်မိုင်းရဲ့မိဝိုင်းမတို့အိမ်မှာလှုပ်စားနေတာမိုင်းလက်စက်ဝင်စားရင်လာစားလို့ရတယ်အမလီခေါ်တာနဲ့နေကျေးဇူးတင်နေပါပြီနော်ကဲရော့တမဟုတ်ကဲ့မိုင်းဘယ်တော့ကြလဲအဲဒီနောက်တော့ဖိုတူလဲဝယ်ဆရာရှိရဝယ်ပြီးမဘုတ်ဆောင်ဆိုင်ကနေထွက်လာခဲ့ရော်လေမိဝိုင်းမကတော့တလုံးဆိုင်လေးတိုင်းပြီး ရှာရင်းကိုထွက်လာခဲ့တာပါအဖွားအေးတို့အိမ်ရှိကိုရောက်မှာဖွားအေးဖွားအေးအဲ့ဒါနဲ့အဖွားအေးကအိမ်ရှိကိုထွက်လာပြီအော်တမီးမိဝိုင်းမှာလားဟုတ်တယ်ဖွားအေးရဲ့တမီးဖွားအေးအတွက်ခေါဆွဲလာဖို့ပေးတာရှိတာဒုဝဲတာဒုတာဒုဟုတ်ဟိုရပါတယ်ဖွားအေးရဲ့ပူလုံးလေးစားနော်ဖွားအေးဤကွယ်ဒါလို့ဆိုရင်တမီးသွားလိုက်ပါအောင်မရှိအဲ့လိုပြောပြီးမိဝိုင်းလေး ဖွားရီတို့အင်ရှိကနေထွက်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲခွေးတကောင်ကသူ့ရှေ့ကိုရောက်လာခဲ့တာပါ။ဟဲ့ခွေးလေးပါလား။အဲ့ဒါနဲ့ခွေးလေးကတဝဝနဲ့ဟောင်းပြီးသူ့ကိုလှည့်ကြည့်လိုက်ခေါ်လိုက်နဲ့လုံမိခဲ့တယ်။ဟမ်ငါ့ကိုခေါ်နေရလား။ဒီလိုနဲ့မိဝိုင်းလေးခွေးလေးနောက်ကိုလိုက်သွားခဲ့တော့တယ်။လမ်းမမရှိတဲ့ချုံနေနောက်ကိုရောက်မှခွေးလေးကတဝဝနဲ့ဟောင်းပြီးအတဲကိုဝင်သွားခဲ့တာပါ။ ခြုံနေလေးကိုဘာသွားလို့ပါလိမ့်မိမိုင်းအဲ့လိုပြောနေတော့ခွေလေးကသူ့ကလေးတကောင်ကိုကြိုက်ချီပြီးတော့ပြန်ထွက်လာခဲ့ဟေးခလေးရှိနေရပဲတနာလိုက်တာမိမိုင်းကခွေလေးကိုပို့ပေးလိုက်တယ်နေပိန်မနေရာလဲရင်ဘလို့လို့ပြီးတော့လမ်းမမှာအိတ်နေရတာလေခွေလေးကတော့တဘုံဘုံနဲ့ဟန်တာပြင်ဘာပြောချင်မှမသိပါဘူးအဲ့ဒါနဲ့မိမိုင်းလေးကဲပါတို့ရင်မဲသွားကြတာပေါ့ ပြီးမှသခင်ပေါ်လာရင်ပြန်ပေးလိုက်မယ်လေ။ဒလုံနဲ့မိဝိုင်းကခွေးလေးကိုကောက်ကြည့်ပြီးခွေးမိမိကိုသူ့နောက်လိုက်လာဖို့ပြောလိုက်တယ်။ဒါဟိတို့ရင်ကိုသွားကြမယ်။မိဝိုင်းလေးခွေးနဲ့ကောင်နဲ့အိမ်ပြန်ရောက်လာခဲ့တာပါ။သူတို့ရင်ရှိမှာတော့ဖိုးထုကိုသုံးယောက်သားကခောက်ဆဲစားနေခဲ့ကြတယ်။ဟဲ့ငပိနဲ့တော့ပေါ့။ နင်တို့နေ့ရောက်အင်းနီနာချင်းတွေကိုရောခောက်ဆွဲသွားဖို့ပြီးသွားမလားဒါဘောဟာခုမှပြန်ရောက်ပြီးဗိုက်စာလို့ခောက်ဆွဲစားနေကြတာဟွန်းဘယ်တခါတော့စားနေကြလဲမသိဘူးအေးပါစားစားငါခွေးလေးတွေအတွက်အစားဖို့ပြင်ပေးလိုက်အောင်မေဒီခွေးလေးကိုဘယ်ရရှာလာခဲ့လာတယ်မိဝါရဲ့ငါလည်းအနေတွေ့လာတာဟာတနာလို့ခေါ်လာခဲ့တာမိဝိုင်းမတော်ကတော့လေလူတွေပါမကတိရစ္ဆာန်တွေပါကုညင်နေပြီဟဲ့ငါငါကုညင်တာဘာဖြစ်တော့ အဲ့လိုပြောပြီးမိဘကအိမ်ထဲကိုဝင်သွားခဲ့ပြီးတော့အာလုံးနှလုံးဝင်ရှုလို့ပြန်ထွက်လာခဲ့တယ်။ကဲခွေးလေးဘလို့လို့မလဲအိမ်မှာအာလူပြုတ်ပဲရှိတာ။ခွေးရအာလူပြုတ်စားမှာမလားမိဘရဲ့မသိဘူးလေကြွေးကြည့်တာပေါ့။မိဘလေးခွေးမလေးကိုအာလူကြွေးလိုက်ချိန်မှာခွေးလေးကအရာပါရစားနေခဲ့တာပါ။ဟေးစားသားပဲဒီခွေးကအာလူစားတဲ့တည်းတော့ငါလိုပဲအစုံစားတဲ့ခွေးလေးဖြစ်မှာ။ဟုတ်တော့တယ်ဟာ ဒါနဲ့ဟိုခွေးလေးရောဘာလို့မစားရလဲ။ तू ကငယ်သေးရဲ့လေ။မိခင်တို့အပြင်တခြားကမစားတတ်သေးဘူးထင်နေ။ဟမ်အဲ့ဒါနဲ့မိဝိုင်းကအာလူတွေစားနေတဲ့ခွေးလေးကိုကြည့်နေရင်းနေ။ငါသိပြီ။ဒီခွေးနမည်ကို အာလူမာလို့ပေးရမှာ။ဟမ်မိုက်သားပဲ။အာလူမာအာလူမာဒီလိုနဲ့ဒေါ်ခင်ဝိုင်းလေးဘုန်းကြီးเจ้าကနေပြန်ရောက်လာခဲ့တယ်။ဟဲ့တားတော့မရောက်နေဘလား။ဟုတ်တယ်ကြီးရဲ့ အရေးကြံတဲ့အခေါက်ဆွဲကအရန်ကောင်းလို့တားတော်နှစ်ပွဲစားလိုက်ပြီတားရလေးပွဲတားလေးနှစ်ပွဲလောက်စားလိုက်တယ်ဗျပြီးတော့အင်းနီလာချင်းတွေကိုခောက်ဆွဲပို့ပြီးတော့အနန်လေးကအရန်မွေးလို့ဆိုပြီးပြောကြသေးတယ်ဟေးဟဲ့လားအဲ့ဒါအရေးစက်တာမဟုတ်ဘူးမိဝိုင်းလေးချက်တာကွဟမ်ဟုတ်လားကြီးမိဝိုင်းမကဒီလောက်ထိလုံနိုင်လို့လားအမေငါမလုံနိုင်လို့ထင်နေရပေါ့လေအဲ့လိုလည်းမဟုတ်ပါဘူးကမတည်ထားမိလို့ပါအဲ့ဒီအချိန်မှာပဲမိဝိုင်းမတို့အိမ်လေးကို ဗိုလ်ကြီးနဲ့ဒိုးကျောင်းကရောက်လာခဲ့တယ်။ဟာဗိုလ်ကြီးတို့ပါလားမိဝိုင်းတို့အိမ်ကိုဘာလာလုပ်တာလဲ။ဟိုငါတို့ဒီအိမ်မှာအယမ်းမွေးတဲ့အနမ်းရှာနေလို့ရောက်လာခဲ့တာဟ။ဟုတ်တယ်ဟုတ်တယ်။ဘာချက်တာလဲ။ဟာဂျုံောက်ဆွဲကိုငိုင်းရင်နဲ့ချက်တာလားဟ။နင်တို့ပါတခါလေးစားသွားကြပါလား။အေးအေးစားမယ်လေစားမယ်။အဲ့လိုပြောပြီးဗိုလ်ကြီးနဲ့ဒိုးကျောင်းနဲ့ကုတ်ပြစ်မှထိုင်ကအားရပါးရစားနေခဲ့တော့လေ။ အရေးကင်ဝိုင်းဒီကောင်ဆွဲကိုရွာထဲမှာရောင်းပါလိုက်ရင်အချမ်းကိုရောင်းရမှာဗျဟုတ်တယ်အရေးကင်ဝိုင်းရဲ့ဒီရဲ့ဟင်းရဲ့နန်းကလေတားတို့ကစားနေရဲ့နာတိကိုရောက်လာလို့အနက်ခံပြီးဒီကိုရောက်လာခဲ့တာဗျဟင်ဟုတ်လားဒီလောက်တောင်မေးလားအဲ့ဒါမင်းတို့တငယ်ချင်းမိဝိုင်းချက်ထားတာကွဟာဟုတ်လားမိဝိုင်းကတော်လိုက်တာနေရွာထဲမှာရောင်းရင်ငါနေ့ရိုင်းလာပြီမသိလားငါရောမေးမိဝိုင်းတနေ့ကိုသုံးဝဲလာစားမအေးပါ ငါတကယ်ရောင်းမှလာမစားကြည့်အဲ့ခါမှတွေ့မှာဒါဆိုတကယ်ရောင်းတော့မှလာမိဝိုင်းอืมငါစဉ်းစားလိုက်ပါအောင်မေးတပတ်လောက်ကြာပြီနောက်မိဝိုင်းမနဲ့ဖိုးတူတို့တော့ရောက်နေခောက်ဆွဲရမှုအတွက်ပြင်ဆင်နေခဲ့ကြတယ်မိဝိုင်းကဆိုင်ထဲကနေလိုအပ်တာတွေကိုပြင်ဆင်နေရင်းနေဟဲ့စပွဲတွေအစင်းနဲ့ရှင်းနာပြီးကြမလားငပိနဲ့တော့ပေါ့ရှင်းမိပြီကအစင်းနဲ့မေငါလည်း ပကံနေစင်းနေပြင်းထားပြီ။ Okay okay ။မိမိုင်းအဲ့လိုပြောနေတော့သူတို့ဆိုင်ရှိကလူတွေဝိုင်းအောင်လာခဲ့ကြတယ်။ဟေးဇေယောင်းနေရဘသူများလဲလို့မိမိုင်းတော့ဖွဲ့ပါလား။ဟုတ်တယ်ရေရဲ့ငါးခေါက်ဆဲစားမလို့လိုင်းအိတ်ကွယ်အကြီးတို့သုံးဝဲပေးပါအောင်အကြီးတို့ထိုင်ကောင်းမှဝင်ထိုင်ကြပါအောင်ဗျအေးအေးအိမ်နောက်တော့လူတွေလည်းငိုင်းရည်ရဲ့အနေကြောင့်တဝဲဝဲရှောင်းလာပြေးကြတယ်မြွိုင်း မြမြပြေတော့ဟာလူတွေများလာပြီအေးပါမလေးမြမြလုံနေပါတယ်ဟာဟုတ်ကဲ့ဟုတ်ကဲ့ဟိုနောက်ရှောင်းလာတဲ့သူတွေတန်းစီပေးကြပါဗျအနံ့နေရမှွေးနေရပဲနော်ဟုတ်တယ်ဟာငါတို့ချက်ချင်းပိုက်စားသွားတယ်အေးဟာအဲ့ဒီကောင်ဆက်စားဖို့ဆက်ရှင်လေးရှိစောင့်ဖို့မို့ဖို့ထုတို့မင်းတို့ဆိုင်ကပါဆယ်ရောပို့ပေးလားပို့ပေးတာဗောဗျဒါလို့ဆိုနောက်ရက်ဆိုင်ပါဆယ်ဝယ်စားရမယ်ညနေပိုင်းရောက်တော့ ဖိုတူကိုလေးယောက်သားတောင်းနီပလုံးနီခိုင်းပြီးအိမ်ကိုပြန်လာနေခဲ့ကြတယ်။မိမိုင်းနေကောင်ဆဲအောင်တော့လုပ်ဖြစ်သားပဲ။အေးဟာမလေးလီရွာလေးရလူတွေတောင်းကြိုက်ကြနိုင်မယ်လို့မထင်ထားမိ။အဲ့ဒါရီထောင်းမနေ့ပြန်အတွက်အော်ရာဒီပါရှိနေပြီနော်။အဲ့ဒါဆော့ဆော့ထမှရမှာ။ဒါလုံးလုံးလီမနေ့ပြန်အတွက်အော်ရာဒီကိုငါတယောက်ပြန်လိုက်ပို့လိုက်မယ်။ငပိန်နဲ့တုံပုံကတော့မိမိုင်းမကိုစိုက်မပေးကူလိုက်ပို့။နေရတယောက်တည်းဖြစ်ပါမလားဟ။ဖြစ်ပါတယ်မိမိုင်းရဲ့။အေးပါဟာ။ တို့တွေတလားလောက်ရောင်းမိရင်ရတာတွေငွေတွေကိုလိုအပ်နေတဲ့နေရာမှာလာတိုင်းသွားလို့ကြမယ်။အေးပါမိမရဲ့နိစ္စနာကိုငါတို့လည်းဖြည့်ဆည်းပေးပါမယ်။နောက်နေ့ရောက်တော့မိဝိုင်းမတို့ဆိုင်မှာထုံးစံအတိုင်းထိုင်စားရတဲ့လူတွေညဆောင်နေတဲ့လူတွေနဲ့ပြည့်နေနေကြတာပါ။ဖိုးတူဟာပါဆယ်ပို့ဖို့အတွက်အထုပ်တွေကိုတိစားထုတ်ပူနေ။ကဲမိမရဲ့ငါပါဆယ်သွားဖို့ပြီနော်။ဒီပါဆယ်တွေအကုန်လုံးကရွာနောက်ပိုင်ရမယ်မဟုတ်လား။ဟုတ်တယ်ဟာ။ တေချာလဲတော့အေးပါဒလုံးနဲ့ပိုတူလဲပါဆယ်ဖို့ဖို့စန်ရှင်းကနေထွက်သွားကြတော့ဒီလူရီတန်းစီနေရဲ့အဲမှာတော့ကောက်ကျစ်ဖို့စဉ်းစားနေတဲ့သူတယောက်ရှိနေကြတာပါအင်းဒီကလေးတွေတရက်ရောင်းရငွေကမနှဲဘူးရမှာတေချာစုံနှဲပြီးတော့ငါသွားခိုးရမယ်ဟိုကိုကြီးထိုင်ကုန်မှဝင်ထိုင်လို့ရပါပြီဗျဟမ်တကူလင်းသူ့အတွေ့အကြုံပြတ်သွားကြီးဩအေးအေးအဲ့လိုပြောပြီးတော့ထိုင်ကုန်မှဝင်ထိုင်လိုက်တယ် ။ဒါနဲ့မင်းတို့တရိပ်ရှောင်းကဘယ်လောက်ရလဲ။ဟိုအဲ့ဒါတော့ကျွန်တော်လည်းမသိဘူးဗျ။ဟိုမြွေးမှပဲသိမှာပါ။ဘာဖြစ်လို့လဲ။အော်ဘာရင်မဟုတ်ပါဘူး။တို့ရသားချင်းချင်းဈေးရောက်ကြနေအောင်ကျင်းနေပြီလို့ပါ။အော်ဟုတ်ကဲ့ကျေးဇူးပါကိုကြီး။ညဘက်ရောက်တော့မိဝိုင်းတို့အိမ်မှာတကူကတ်တော်ရင်းစုံနားမှာရှိနေတဲ့တကူကမိဝိုင်းတို့ဝင်နေကိုတေချာကြည့်နေရင်းနေ။အင်းအိမ်သားတွေအိတ်လောက်ပြီလို့ထင်တဲ့ချင်းခိုးဝင်ရမယ်။ ဒလိုနဲ့တကူလေးဂျုံနေကြားထဲမှာပဲခဏထိုင်ဆောင်နေခဲ့လိုက်တယ်။မိဝိုင်းတို့အိမ်ကမင်းငိမ့်သွားပြီးနိုင်ဝဲလောက်ကြာတကူလေးခြံဝန်းနာကိုကတ်သွားလိုက်တယ်။ဒါပဲလေအိတ်ကြဆန်းအိတ်ပြောင်းအိတ်ကြခြံဝန်းနာကတ်သွားပြီးတိတ်မကြခင်ခွေးလေးရပြေးထွက်လာပြီးတကူကိုဟောင်းတော့တာပါ။ဟမ်သူတို့အိမ်မှာခွေးရှိနေရပြီ။ဘာကွာဟိတ်သွားဆန်းသွားဆန်းလို့ခွေးလေးကိုအဆက်မပြတ်မောင်းထုတ်နေပြီမင်း ခွေးရနာမခွာမင်းအဆက်မပြတ်ဟောင်မြဟောင်နေခဲ့တာပါ။ငါကွာဒီခွေးတော့ငါလုံမိတော့မှာ။အဲ့ဒီအချိန်မှာပဲမိဝိုင်းကဗရင်းပေါက်ဖွင့်လာခဲ့ပြီး သူ့ခွေးကိုခေါ်တော့တယ်။အာလုမေအာလုမဘာရီဟောင်နေရတော့ဟဲ့။ဒါနဲ့တကူလည်းချက်ချင်းမဲ့ပုံပြီးတော့အဲ့နေရာကနေထွက်ပြေးသွားခဲ့။နောက်နေ့မနေ့ရောက်တော့မိဝိုင်းလေးစစောထားပြီးဈေးသွားဖို့အတွက် ချင်းနှောင်းလေးကင်လို့အယောက်ကိုဆင်းလာခဲ့တာပါအဲ့ဒီချိန်မှာပဲအလူမရဲ့သားလေးကမိဘိုင်းနာကိုပြေးလာခဲ့ပြီးအဆက်မပြတ်ဟောင်းနေရော်တယ်ခွေးလေးပါလားမမကိုလာနှုတ်ဆက်တာလားဒါနဲ့နင်တို့မမေအလူမရောဘယ်သွားလိုက်ကြလဲခွေးလေးကစကားမပြောနိုင်တဲ့အတွက်ဟောင်းမြဟောင်းနေခဲ့တာပါမဟုတ်တော့ဘူးတကူကိုလွဲနေတယ်လို့ပဲအလုံးမခါတိုင်းကအောင်ဆင်းလာရင် လာကြုံနေကြပါခုမှဘလို့ဖြစ်ပြီးတော့ အာလုမရဲ့အရေးအောင်ကိုတော့မတွေ့ရနဲ့ဟမ်ဦးအောင်တင်းကဒီပြစီလဲဖို့အတွက်ဒီပြစီကင်ပြီးအိတ်ရှိကိုထွက်လာသမီးလေးခုဒီဈေးမသွားရသေးဘူးလားကွဒီလိုနဲ့ဆိုင်ထွက်တာနောက်ကျနေမယ်နော်။ဟိုအဖေအာလုမအကိုတွေးမိသေးလားယင်။သမီးပြောမှသတိထားမိ။အဖေနိုးတွေကအာလုမအကိုမတွေးမိသေးဘူးကွ။ဒါလို့မဆိုအာလုမပျောက်သွားပြီချင်းနေပြီ။ဟော။မပျောက်တော့ပါဘူးသမီးရဲ့။တဏှာသွားရနေမှာပါ။မဟုတ်လားဦးပြည့်ရဲ့။ အာလူမအင်းရှိလောက်ပဲထွက်တက်တာဟုတ်သားပြီနေုံနေုံအဖေသွားလဲရှာလိုက်မင်းတမိဈေးသွားနှက်လိုက်ဟုတ်ကဲ့ပြီကဲခွေးလေးအိမ်မနေနေအောင်နော်မမဈေးသွားလိုက်အောင်မင်းအဲ့လိုပြောပြီးမိဝိုင်းလေးအိမ်ထဲကနေထွက်လာခဲ့လိုက်ကြည်တလုံးနေတဏီကုံသွားပြီးညနေပဲအချောင်းဖိုးထုတ်ကိုသုံးရောက်တော့မိဝိုင်းမတို့အိမ်မှာလူစုံနေခဲ့ကြတယ်ဦးလေးတဲ့အာလူမကို ဘယ်နေရာမှာမှရှာမတွေ့တော့လာရင်ဟုတ်တယ်ဘူသူရဲ့ဦးလေးချင်းတော့အလုံးမတည်သွားတာမဟုတ်ပျောက်သွားတာပဲမိဝိုင်းကကြံခဲ့တဲ့ခွေးလေးကိုပုတ်ပေးနေရင်နဲဟာအဖေကလည်းစကားကိုဘလို့ကြီးပြောနေရလေအလုံးမဘာလို့တည်ရမှာလဲအဖေအရင်ပြောပြတာပါအဲ့ဒီနှစ်ခုမဟုတ်ရင်အလုံးမပြန်လာမှာပေါ့တမီးရဲ့ဟာဒါလို့မိဝိုင်းအလုံးမရဲ့ကလေးနဲ့တို့ရီဒီညာအလုံးမကိုလိုက်ရှာကြတာပေါ့ကလေးကတော့အလုံးမကိုမှတ်မိမှာပါ အင်းလေဒါလို့ဆိုလဲသွားကြတာပေါ့ညာဘက်ရောက်တော့ဖိုးထုတို့အဖွဲသားတွေလေအာလူမရဲ့တာလီခေါ်ရအောင်လိုက်လာရင်းနဲ့ရွာနောက်မှာရှိတဲ့အိမ်ဒီရှိကိုရောက်လာခဲ့တာပါဟမ်ဒီရင်ကတကူးတည်းမြတ်ကိုမိုင်လုံးရဲ့အိမ်မဟုတ်လားဟုတ်တယ်ဟဘလို့ဖြစ်ပြီးအာလူမရဲ့တာလီကဒီကိုခေါ်လာရတာလေဒါဆို တို့တွေအထက်ကိုဝင်ကြည့်ကြမလားဟမ်ငပိန်အဲ့လိုပြောနေတော့မှာ အာလူမရဲ့ကလေးကအပြင်ဘက်ကနေအစမပြတ်ဟောင်းနေတဲ့အတွက်အာလူမလေးအိမ်ထဲကနေဟောင်းလာခဲ့တော့တယ်။ဟမ်အထက်ကနေအာလူမရဲ့တံကိုကြားလိုက်ရတယ်။အဲ့လိုပြောပြီးမိဝိုင်ကအိမ်ထဲကိုဝင်သွားခဲ့တယ်။ဟဲ့မိဝိုင်စောင်းလေဟာအဲ့လိုပြောပြီးဖိုးထူးတို့လေးနောက်ကနေလိုက်သွားခဲ့တော့တယ်။အာလုံးမရှိနေတယ် အမလီတော်သေးရပေါ့ဒီအိမ်က ကိုမိုင်လုံးကအာလုံးမောင်ခိုးသွားခဲ့တာပဲဟုတ်ပါကွာကိုမိုင်လုံးကလည်းခိုးစရာရှာလို့အာလုံးမောင်ကခိုးရတယ်လို့အဲ့ဒီအချိန်မှာပဲမိဝိုင်းရဲ့ဖုန်းကထမြင်လာပြီဟယ်လိုဘေးအေးသမီးအာလုံးမောင်ရှာတွေ့ရလားတွေ့ပြီပြီရဲ့အဲ့ဒါကိုမိုင်လုံးရဲ့အိမ်မှာရှိနေတာဟုတ်လားဒီမိုင်လုံးကတော်တော်ကောက်ကျစ်တယ်သူပါလားခုပဲအဖေတို့သူ့ကိုဖမ်းပြီးတကြီးလက်ထဲကိုအပ်လိုက်ပြီသမီးရဲ့ရှင် ဘလို့ဖြစ်တာလဲယင်ပြီမိုးတော်ရမ်းမမောင်သေးဘူးတမိရဲ့မိုင်လုံးကအိမ်ထဲဝင်ပြီးတမိခဲနဲ့မှရှိနေတဲ့စုဖို့ကိုဝင်ခိုးနေရလေရှင်ဟုတ်တယ်တမိရဲ့တမိတို့လည်းအဲ့ဒီမှာအကြိုက်နေမနေနဲ့မြ мян ပြန်လာခဲ့ကြဟုတ်ပလားဟုတ်ကဲ့ပါဘီဒီလိုနဲ့ဥအောင်တဲ့လေဖုန်းချသွားခဲ့တယ်အကျိုးကြောင့်သိကျင်နေရဲ့ဖိုးထူဟာမိမိုင်းမမင်းတို့ဘီကပါတဲ့လေကိုမိုင်လုံးကိုမိပြီတဲ့ဟမ်ဘလို့ဖြစ်ရလဲ အဲ့ဒါနဲ့မိဝိုင်းလေးအเจ้าဆောင်ကိုရှင်းပြလိုက်တယ်။ဒါဆိုကိုမိုင်လုံးကနင်တို့အိမ်မှာပတ်စံခိုးဖို့အတွက်အာလုံးမကိုဖမ်းခေါ်ထားတာပဲဟ။ဟုတ်တယ်ဟ။ငါလည်းအဲ့လိုပဲတင်နေ။အာလုံးမကိုလည်းပြန်တွေ့ပြီဆိုတော့ဒီကနေသွားကြရအောင်။ငါဒီမှာနေရတာစိတ်မသက်ဘူးဟ။အေးပါဟင်။သွားကြရပို့။ဖိုတူတော်အဖွဲမိုင်လုံးအိမ်ကနေထွက်လာခဲ့ရင်နဲ့ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်။